မင်းတားပြတဲ့သူများအားလုံးမင်္ဂလာပြဒီနေ့ပြအလုံးသားလုံးသားတော့ဖိနေဆင်ပြူရှင်းနိုင်ရလောက်သွားလိုက်တာကိုယ်နဲ့လည်းရောက်ရောငါတခါလည်းမရဘူးအဲ့ဒီအရေးထင်မှာအဲ့ဒီအဲ့ဒီမှာရေရပက်နေတော့သူကသူကလည်း system ပြောင်းသွားပြီကိုယ်နိုင်တော့ငါဖိလို့မရဘူးဆိုတော့မလုပ်လို့မရဘူးပြန်လာတယ်ပြန်လာတော့ odd ထီရတာနဲ့ဘာပဲဆိုဆိုတော့အလုံးသားတဲ့ချိန်လေးကိုမြန်မာပြည်သူလူထုကိုတိကျလေးတခြားပြအောင်မယ်ဆိုတာနဲ့ခြားပြဖြစ်လာပါအဲ့တော့ လက်ရှိကျွန်တော်မြန်မာနိုင်ငံနဲ့စာပြီးပြောချင်တာတော့ဗာလဲဆိုတော့လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့တိုက်ပွဲတွေမှာအခုစက္ကစားနေတဲ့တည်င်းမှောက်အမှောက်ရှာထားတခုရှိတယ်ဗာတည်င်းနဲ့ဒီ TNA ထင်းချုပ်ထားတယ်ပေါ့နော် တောက်ခမ်းနှောက်ရှုအဲ့ဒီဒေသကတည်င်းတွေကအမှောက်ရှာထားတာတွေ့ရတယ်ဗာအဲ့တိုက်ပွဲတွေအကြီးကြီးပြင်းထန်နေတယ်အကြီးကြီးပြင်းထန်နေတဲ့တွင်နဲ့အဲ့ဒီဖားတွေကိုနော်ဒီပြည်သူလူထုတော်လည်းအဖွဲ့တွေဟိုအသိမပေးရှင်လို့ပဲဖြစ်ဖို့မရတယ်တည်င်းအမှောက်ရှာပြီးရင် ဒီကရင်နဲ့ရခိုင်မှာစီးရပြင့်ထန်နေပါတယ်ဆိုတော့တတိယထုတ်ပြတာတွေ့ရတယ်အဓိကတော့ကရင်မှာတော့ပြင့်ထန်မဟုတ်ဘူးရခိုင်နဲ့ဒီရှမ်းမြောက်ဘက်ရှိတဲ့နှုတ်ချုံဘက်မှာတိုက်ပွဲကြီးကြီးပြင့်ထန်တာဖြစ်တယ်နော်အဲ့တော့နှုတ်ချုံဘက်မှာရှိတဲ့ဒီ TN နေတော့ TN နေနဲ့တိုက်ပွဲပြင့်ထန်တဲ့အချိန်မှာတစ်ဖက်အကြဆုံးရှိတယ်နော်ဒီအဲ့လိုပဲဒီစကားဆက်နေပြီးရင်ဒီလေရင်နဲ့ပုံချတာဒီ drone နဲ့ပုံချတာကျွန်တော်ကြားရတယ်ပေါ့ရခိုင်ဒေသမှာကြားတော့နော် ဒီ drone နဲ့ချတာတော့တွေ့ရတယ်လိန်လိန်နဲ့တော့တိတ်အဆင်မပြေဘူးသူတို့နော်လိန်နဲ့လာချဖို့အဆင်မပြေဘူးဘာလို့လဲသူတို့နဲ့သူတို့စကိတ်နဲ့အနည်းငယ်ဆုံးရောက်နေတဲ့အတွက်နဲ့လိန်နဲ့လာချတယ်သူတို့စကိတ်မှာထိမှဆုံးမမှုကြားတယ်နော်အဲ့တော့လိန်နဲ့မလာပြီးတော့ drone နဲ့လာချတာတွေ့ရတယ်နောက်ပြီးရင်အဲ့ဒီသူတို့လာပို့ထားတဲ့ပေါ့နော်စိတ်ကူတော်တော်များများလည်းအားခက်တဲ့တော့စီမှာဒီအလင်းဝင်တာကိုကျွန်တော်ကြားရတယ်ပေါ့အဲ့ဒီတော့ကျွန်တော်မနန်းချမနေ့ကပြောခဲ့တယ်လို့ပေါ့အထက်ကလက်ရှိဖြစ်ပြနေတဲ့အဖြစ်ပြပြန်ကြည့်မယ်ဆိုလို့ရှိရင် စကားဆရဲ့နော်တိုင်းရေးခိုင်းရေးစကားဆရဲ့နိဗျူဟာဆိုတာဘလုံးမအသုံးမဝင်တော့ဘူးရခိုင်ဒေသအတွက်ပင်နော်ရခိုင်ဒေသမှာရောဒီလက်ရှိမြန်မာနိုင်ငံတဝန်းလုံးမှာဒီတော်လိုင်းရဖွင့်တဲ့တိုက်ပွဲဖြစ်နေကြလားလို့လုံးမအသုံးမဝင်တော့ဘူးသူကသူတို့ကအရင်တုန်းကလည်းစီးရေးဗျူဟာကောင်းတာမဟုတ်ဘူးဒါပေမဲ့ဥမာပေါ်ပြကချင်ဟိုကဖြစ်တိုက်ပွဲဖြစ်တော့ရှိမှာကချင်ရွာတွေ ကချင်လူမျိုးတွေကိုတရားသက်ဖြတ်နိုင်ခြင်းတို့တခါအဲ့ဒီတချို့ယူမှာရှိတဲ့လူတွေကကြောက်လန့်ပြီးပေါ့နော်သူတို့အသက်မခံရပြီးပြီးတော့ဆိုတဲ့ပုံစံမျိုးနဲ့အလားဒီခရီးတွေဘယ်နှမှာရှိပါလဲဘယ်နှမှာဒီထောက်ပို့တွေရှိပါလဲဆိုပြီးတင်းဆန်းတဲ့ပေးတဲ့လူတွေနဲ့သူတို့ဟာနော်အဲ့ဒါတွေနဲ့တင်းရင်ပဲဒီစီးရေးမှာအောင်မြင်တယ်လို့ပေါ့ဗျာဟုတ်ပါဘောထင်ကြည့်တာပေါ့ချင်းပြောမယ်ဆိုရင်ဗန်ဒူတာလို့ပေါ့ဟိုဖားနေပြီလေအပြောင်းအပြောင်းနဲ့ပြင်းနေပါလို့ဆိုမှနော် ဲဝါတိုင်းဝဲချပဲဝါတိုင်းဝဲချကြာတော့လေရေခိုင်နေစက်မှာမဒူလာအမြောက်ဆန်တီကြာတော့တာအဲ့လိုပြောချင်တာကဟိုဘက်ကအမြောက်တွေတချင်းချင်းပြည့်နေပါလေဆိုမှပြပါခင်ဗျာဒါကြီးဒါကြီးကြိုက်ပြီးလက်တန်းပြလို့ရမလားဟိုဘက်ပြည့်နေတာတနေနေဗျာအမြောက်နဲ့ပြည့်နေတာအဲ့ဒါကြီးကိုဦးနှောင်မရှိပါမရှိမဲမသိသူတို့ကပဲဟုတ်လားတကယ်သူရေကောင်းလို့လှမ်းလို့တယ်ဆောက်ယူနော်တနေဒါကြီးထောက်ပြီးသွားလုပ်တယ်ဟိုကအမြောက်ပြည့်လိုက်ရောသေရောကိုဘာမှမလုပ်နိုင်ပြင်းနေပြောချင်တာခင်မီလက်နဲ့ ဒီရှိတဲ့အတိုက်အတာတစ်ခုပေါ့နော်အဲ့ရလက်နဲ့လက်နဲ့တည်းရှိတဲ့လူတွေကတော့လက်နဲ့မရှိတဲ့လူတွေကိုဘလောက်ပဲတတိချီချီမချီချီနိုင်တာပဲနော်အကျွန်တော်တတိချီပါလေကျွန်တော်လက်ချက်မှာဒုတ်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 တော့ဖြုံးမရှိဘဲနဲ့တနေတဲ့လူကိုကျော်သွားလို့လို့မရဘူးကျွန်တော်မသာပေါ်တော့မှာပေါ့ဟုတ်လားကျွန်တော်ပြောချင်တာအဲ့လိုပဲလက်ရှိသူတို့မှာအဲ့ဒီကအတိုက်အတာတစ်ခုပေါ့နော်လင်းနေတဲ့ဘုံကြီးဘာညာနဲ့ပေါ့ဗျာအဲ့လိုခိတဲ့အတိုက်အတာတချို့မသိဘဲစီးရဲမှာတကယ်ဆရာကြီးလို့ထင်ခဲ့တာတကယ်တနေငယ်လုံးမှာဖြစ်ပေါ်လာတဲ့ နော်တော်လိုင်းကြီးဒီနဲ့ပတ်သက်လာတဲ့အချိန်မှာတော့သူတို့ဟာလုံးဝလည်းလည်းမထူနိုင်တော့ဘူးအဲလိုလေသူတို့ကပင်ကိုအရေးအရေးရှင်းလည်းမရှိဘူးအရေးတွဲလည်းမရှိဘူးတချို့ကပြောကြတယ်အရေးတွဲအလေးသိန်းရှိတယ်၅သိန်းရှိတယ်ဆိုတော့အဲလေစာရွက်ပေါ်မှာရှိတာနော်နွန်ခိတဲ့၄၅နှစ်ကပဲမြန်မာနိုင်ငံမှာစေသားအင်းက၅သိန်းခွေပဲရှိတယ်တသိန်းခွေဝန်းကျင်ပေါ့အဲ့ဒီမှာဟုတ်လားဒီရှင်ရအသက်ကြီးပိုင်းတွေကိုရွေးထုတ်လိုက်မယ်ဆိုလို့ရှိခင်ဗျာ ။ဒါသိမ်းဝင်ကြလောက်ပဲရှိတယ်။အခုတော်လိုင်းကလာဖြစ်လာတဲ့အချိန်မှာလူသူအဲ့တဲ့လူသူအင်းအားမရှိတော့လို့ဥပဒေနဲ့နှိမျိုးစုံပြပြီးရင်ပြည်တွင်းမှာရှိတဲ့လူငယ်တွေတော့နော်အသက်35ကအစ16 18အထိအတင်းအကျပ်ဖန်စီပြီးအဲဆင်မှုထဲဥပဒေပြပြီးဆွေးထိထားတာလေ။အဲ့ဒီကလေးတွေကလည်းတကယ်နဲ့စိတ်ပါလဲလူတွေရှိတယ်လို့စိတ်မပါလဲလူတွေအများစုရှိနေကိုတိုက်ပွဲလို့တော့ပြီးလို့လို့ရမလဲအဲ့တော့တိုက်ပွဲတိုက်မှာအကြဆုံးများတယ်တိုက်ပွဲတိုက်မှာလို့ပြောရမလား အလံဖြူထောက်တယ်ထွက်ပြေးကြတယ်ဒီတော့အဲ့ဒီဟာတွေကိုဖုံးဖိဖို့အတွက်သူတို့ကဘယ်လိုလုပ်လဲဆိုသူတို့ရဲ့ water pipe တိုက်တဲ့ပေါ့နော်ဒီသူတို့ကိုထောက်ခက်နေတဲ့เนาะစစ်ဘောမားတွေကိုအုံချတယ်တချို့စစ်ဘောမားတွေကအဲ့ဒီမခင်မဲ့နေဖြစ်ဘူးဇော်ဘောကြီးကိုတွေပေါ့မခင်မဲ့နေမပူတူးလို့ကောမပူတူးမခင်မဲ့နေဖြစ်ပြီးအဖန်တရားဖုံးချလို့ရှိရင်တော့ပြီးသူတို့ကိုချင်းချောက်တယ်သူတို့စစ်တပ်တွေကရောလေသူတို့ကဟာကောင်းပါလေကောင်းပါလေတော်လင်းဖြစ်သေးပါလေဟိုကျော်စုပ်ဦးလို့ပေါ့ဘုံမသိဘာမသိချောက်ပြောအဲ့ဆိုသူတို့ဟုတ်လား ဖင်ပြပေးတယ်သူသူကအဲ့လိုမဟုတ်ဘူးတခွန်းနဲ့ခွန်းလာပြုတ်လိုက်တာနဲ့ခေါ်ပြီးဟလားစစ်ကြောရေးကိကုန်းခါတော့ခေါ်လာပြုတ်လိုက်တဲ့ခါညင်ကြတော့တယ်အဲ့လိုတိုက်တာလေးပေါ့သူတို့မြောက်ပြင်းတော့လည်းကြိုက်တယ်သူတို့အဖင်တရားပြောသူမကြိုက်ဘူးလားအဲ့ဒါတိုက်တာလေးရှိတယ်အဲ့တော့တိုက်ပွဲမှာဘလောက်ဝင်ကြာကြာမကြာကြာသူတို့ကတိုက်ပွဲမှာကြားတဲ့ကြောင့်ဘယ်တော့မှသတင်းထုတ်ပြန်လည်းမရှိဘူးအခုမှမဟုတ်ဘူးဟိုးအရင်ကတည်းကလည်းသတင်းထုတ်ပြန်လည်းမရှိဘူးသာသူတို့စစ်တပ်ရဲ့ဥပဒေရအမြဲမဆိုပြကြားတော့ကြားဆုံးတော့ရေးပေါ်တယ် အရာရှိတွေခါခါစစ်သေးတော်တွေကိုအလောက်ပြန်မြိုက်တော့ခိုင်ခိုင်နာနာနဲ့เนาะဒီနိုင်ငံတော်အစ်စ်တမဲတို့ချင်းဒီနဲ့တချို့ပေးရဦးမှာအခုကမဟုတ်ဘူးအလောင်းတွေကိုပြန်မယူနိုင်တဲ့အပြင်ဟုတ်လားဘူဒူဇော်နဲ့ထိုးပြီးမြုပ်တယ်နောက်ပြီးနောက်နောက်တက်ရောက်လို့ရှိရင်မိသားစုတွေကိုနှင်းမျိုးစုံနဲ့ချင်းချင်းပြောပြဆိုဒီအသက်အမခန့်ကြေးတွေဒီဟိုဘာပေးရမှာဆိုပင်စင်ပေးရမှာဆိုတော့နှင်းမျိုးစုံနဲ့မဟုတ်တော့ဘူးပြောပြီးလိုက်တယ်မဟုတ်ချာဒါမျိုးတွေကိုကျွန်တော်ကြားရတယ်ပေါ့နော် အဲ့လိုမျိုးရုံးကအောက်တန်းကြတဲ့စစ်တပ်တစ်ခုရုပ်ဟာဘလို့မစတန်ဒါအမည်ဖြစ်လာမဟုတ်ဘူးနိုင်ငံကိုလည်းအုပ်ချုပ်လို့ရမှာမဟုတ်ဘူးတချင်ကတော့ဟိုလားလက်နက်နဲ့အာဏာရှိလို့ဆိုပြီးအုပ်ချုပ်ခဲ့တဲ့ကုန်တွေကအခုချိန်မှာလက်နက်လက်နက်ရှိစုံတွေ့လာတဲ့ချိန်မှာသူတို့ဟာခွေဝေစာအဆင့်ရောက်တော့တယ်ဆိုတော့သူဟာသူတို့တိပိစာဖြစ်ပါပါနော်အဲ့တော့လက်ရှိဒီခရီးသားနဲ့ပတ်သက်ပြီးဆိုပတ်သက်တဲ့အရောနော်ရခရီးသားနဲ့ပတ်သက်ပြီးဒီတိုက်ပွဲကနေပါဆိုလို့ရှိရင်ဒီစစ်တွေတက်စကထေးမှာရှိတဲ့ကုန်တွေဆိုလို့ရှိရင် ဒီကြောက်ရှူတို့အခြားနေရာတွေကိုရှင်းလင်းထွက်မှာဆိုလို့နော်စီးတွေမျိုးထင်မှာခြိတဲ့ရခိုင်လူငွေတွေဟာဒီဘင်္ဂလိဘင်္ဂလီလူငွေတွေလေးကိုဖမ်းပြီးပေါ့နော်ဒီအေးနဲ့ပတ်သက်တဲ့ဆိုတဲ့ဆွေဆွေချက်တွေယူပြီးရင်ထောက်ချတာတို့ငွေညစ်တာတို့မတရားအနိုင်ကျင့်တာလုံးတာတို့ကျွန်တော်ကြားရတယ်မျိုးပြင်းနဲ့ထွက်ရတာမဟုတ်ဘူးလာဝါဘူးထိတော့မသွားရတဲ့ဘုရားအဲ့ဒီတော့အဲ့ဒီမျိုးထုတ်ခွေးချင်းမှာနေပြီးရင်သူတို့ဘယ်လိုပြောရမလဲဒီခြေနဲ့ထွက်ရမလဲကြောက်တော့ လုတ်ကွက်ပြတာပေါ့ဗျာပွားလူတွေကငါတို့ဒီအင်းနဲ့ပတ်သက်တဲ့လူတွေကိုဖဲစီဖဲစီနေပါတယ်ဟာလုံးနေဆိုလုတ်ကွက်ပြတာပေါ့အမေအမေမတော့ဒီပွားလူတွေကိုတို့တို့မင်းအောင်လေအုပ်စုကနေပေါ်တပတ်ရိုက်တာလေနေပေါ်တပတ်ရိုက်ပြီးရင်တို့ကဒီဒီဘောက်ဝါလာအပွားကောင်တွေဘာမှသိတာမဟုတ်ဘူးတို့လည်းအရေးရှိမရှိဘူးတို့လည်းတို့လည်းအရေးရှိမရှိတော့အရေးရှိမရှိတိုင်းသွားနေကြတာပဲ အဲ့တော့ဒီကြောက်ပြမှာဆိုလို့ရှိရင်ခင်ဗျာသူတို့ပို့လိုက်တဲ့အင်အားတော်တော်များများဟာလည်းလက်ရှိရှိမှာအားခက်တော်တော်အဲ့ဘက်ပြီးတော့သေဆုံးတဲ့လူတွေရှိတယ်ထွက်ပြေးတဲ့လူတွေရှိတယ်အလင်းဝင်တဲ့လူတွေရှိတယ်နော်အများကြီးရှိအဓိကတော့ဒီအလင်းဝင်တဲ့လူတွေများပါတယ်သေဆုံးတဲ့လူတွေများတယ်ပြီးတော့ကြောက်ပြကအနည်းနဲ့အမြင်တော့အားခက်လက်တော်တွေကိုရောက်ပါမယ်နေမယ်ကြာမယ်မြဲမယ်ဒီတစ်ခုပဲရှိတယ်မကြက်မရောက်ဆိုတာအကြောင်းမရှိဘူးဘာဖြစ်လို့လဲအားခက်လက်တော်ကနေပြီးတင်းတဲ့မျိုးတိုင်းဟာလူလူကူနာတင်းတဲ့မျိုးတွေမရှိဘူးနော်ဥမာ ဒီမောက်တော်တို့လို့ဒီအန်တို့လို့နော်နေရာမျိုးတွေဒီကျောင်းတော်တို့လို့အဲ့လိုနေရာတွေဆိုတော့တော်တော်ခက်ခက်သင်ခဲ့နေရာတွေရှိတယ်။အဲ့လိုသင်ခဲ့နေရာတွေတော့ရအောင်သင်နေတယ်ဆိုလို့ရှိရင်ခင်ဗျာဒီတန်တွင်းမျိုးဒီကျောက်မျိုးကဘာလို့တော့ကျောက်မျိုး2018 2019အကျောက်မျိုးပက်ပက်လေးမှာအေကအဲ့လိုစိုးမထားတာပေါ့။မျိုးထင်းတစ်ခွဲလေးနဲ့နော်အဲ့ဒီရေတဲ့ဒါရီရေတဲ့ဒါဝတ်ရှိတာရှိတယ် အဲ့ဒီတော့သူတို့ကပြောနေကြတယ်ဟာအေးကမျိုးနဲ့နှိမ့်လိုက်ပြောတယ်မျိုးနဲ့နှိမ့်လိုက်တာမဟုတ်ဘူးမျိုးထင်းပါကိုချိနေတာအေးကနော်အဲ့ဒီတော့မင်းတို့အဲ့ဒီ yes ခက်နေသိသိပြီဆိုလို့ရှိရင်မျိုးကတော်တော်သူလုံးကြမလို့သူကတော့အလိုအရှိုးရှိုးပူတာလေးပဲအဲ့ဒီတော့ငါပြောပြတာသဘောတရားတစ်ခုပေါ့နော်ချစ်အောင်ချစ်လာမှာကိုပြိုပြောထားတာအဲ့တော့ကြောက်ဖြစ်မှလည်းတိုက်ပွဲတွေပြင်းထန်တယ်ပြင်းထန်သလောက်စကားစဖအကြောက်ဆုံးများတယ်အဖက်စီခင်ရတယ်အလံဖြူတွေထောက်တာတွေ့ရတယ် ်ချင်းပြောမယ်ဆိုရင်အဲ့ဒီစာကစားမကုန်တွေအနေနဲ့အလန့်ဖြုတ်ထောက်တာကျွန်တော်တို့အနေနဲ့အကောင်းဆုံးလို့ကျွန်တော်မြင်နေပေါ့နော်ပြရတော့အသက်အာမခံချက်တွေဆက်ချားသွားတာပေါ့သူမဟုတ်ဘဲနဲ့ဒီ step way ကလာမဖြစ်ဘူးဆိုလို့ရှိရင်အနေနဲ့အများတော့ကိုယ့်ရဲ့အသက်ကိုအာမခံချက်မရှိဘူးဆိုတော့ကျွန်တော်ပြောချင်တာပေါ့အဲကြောက်ဖြစ်ကနေဖြစ်တယ်အဲ့လိုပဲကြောက်ဖြစ်ကနေပြီးသွားပြီဆိုလို့ရှိရင်လက်ရှိ A ကဒီရေတရင်30နေတို့ပေါ့နော်ညာဥစီစီကောင်းတဲ့ဉာဏ်မလို့ဒီရေတရင်30နေကိုအလုံးစုံထိန်းချုပ်လိုက်ပြီဆိုလို့ရှိရင်တော့ ဲ့တရုတ်ကတော့အေးနဲ့တဲကိုစကားပြောဖို့အတိတ်တိုင်ပေါ့ဗျမပြုတ်လို့မရဘူးဘာဖြစ်လဲသူရဲ့လုံချိုးရေးတွဲသူရဲ့စီးပွားရေးလုံချိုးလုံချိုးရေးအာမခန့်ချက်ကိုအေးအေးကပဲလက်ခံဆောင်ရွက်ပေးနိုင်တယ်ဆိုတော့သူကမြေဝါထင်ထင်တွေးလာရတဲ့အတိတ်တိုင်ခွဲခါအေးနဲ့စကားပြောမယ်အေးနဲ့စကားပြောလို့ဆိုလို့ရှိရင်အဲ့ဒီကထွက်တဲ့နော်ရရှိတဲ့ငွေကြီးတွေဟာအေးနဲ့ပဲပြောရတော့မှာဒါကိုသိလို့စကားဆက်တဲ့စကားသားထောက်ခွင့်တဲ့ကုန်တွေကနီးမျိုးစုံနဲ့ဝါဒမိတ်တိုက်ပြီးပေါ်တော့လူမျိုးရေးရောဒီပုံကိုဆွေးတွေပါပြီး တိုက်ခိုက်တယ်ကျွန်တော်တွေ့ရတယ်ဒါတွေကိုကျွန်တော်တို့ကဘုန်းကြီးထိတဲ့ဘုရားလုံးခေါင်းထိကလာတာနေတဲ့အစင်းပဲရှိတယ်ဒီကောင်တွေကနော်မြေအပြင်မှာတာတဲ့လာမဟုတ်ဘူးဘုရားလုံးခေါင်းထိမှာတာတဲ့လာအစင်းပဲရှိတယ်အဲဘုရားလုံးခေါင်းလောက်ပဲလင်းမှာဒီတော့သူတို့ခြေစလို့ပြောပါစီတကဘာလုံးဝရောတနိုင်ငံလုံးအပါဝင်တကဘာလုံးဝရောဒီကောင်တွေထုတ်ပြတဲ့တဲ့တင်ကိုဘယ်သူမှယုံတာမဟုတ်ဘူးဒီကောင်တွေထုတ်ပြတဲ့တဲ့တင်ဟာစံကြီးဖက်ဖက်တွေးကောက်ရတယ်သူတို့နိုင်ပြီဆိုမသာပေါ်နေပြီသူတို့စီမှာလူတွေအဖက်ခံမှုမရှိဘူးတည်သိမှုမရှိဘူးအဲ့ဒါအသေးဆုံးများနေပြီ အဲမျိုးကဒီလူထင်မှာသူတို့အခင်းကောင်းလို့ပါဆိုတော့အဲမျိုးတုတ်တော့မယ်အဲအဲ့လိုမျိုးပေါ့စက်ကြီးဖက်ကောက်ပြီးယူရတဲ့အတိုင်းတိုင်းဖြစ်တယ်အဲလိုလဲစကားဘေးတော့ခါမှာအမှန်တရားအမှန်တရားပြောတဲ့လူမျိုးတွေမဟုတ်ဘူးဒီမြန်မာနိုင်ငံအုပ်ချုပ်ခဲ့တဲ့အာဏာရှင်အစစ်စစ်ကနော်လူဖြစ်နေတယ်အဲ့တော့တောက်ခဲတောက်ခဲနော်နောက်ချိုးတီအန်နေအနေနဲ့အတော်ကိုစူးစမ်းပွေဖြစ်တဲ့ဒီပွေကဘာဖြစ်လဲဆိုတော့ မဟာမိတ်ကလည်းမဟာမိတ်ကကိုးနေတာနဲ့အလိုက်အရောက်ပေါ့နော်ကိုးနေတာအလိုက်ကိုအဲ့လိုကိုနေရာဒီစားတော့ပြန်ပြီးဆုပ်ရောက်ရှိနေလူတွေဖြစ်တယ်အဲ့ဒီအချိန်မှာအခုတရားနေနဲ့အခုအတည်းပူပေါင်းနေတာခွေကလည်းတိတ်အများကြီးဆက်ဆံမရှိတော့ဘူးဘာဖြစ်တော့ဥပမာလူငယ်တွေကလည်းဘာမှပြည်သူပြန်ရောက်လာပြီဖြစ်တယ်အဲ့တော့ DNA တွေမှာသူရဲ့နော်တဖွေးတွေနဲ့လက်ရှိတဖွေးမှာလာပြီးပူပေါင်းနေတဲ့ဒီတချို့သောဟာပေါ့နော်ဒီ PDF အနေငယ်လေးနဲ့တရုတ်လူမျိုးတွေပြေကျင်တော့တယ်အဲ့တော့အဲ့ဒီတိုက်ပွဲကိုမင်းတို့ကိုနိုင်အောင်ထိန်းထားဖို့တော့လိုလိမ့်မယ် တကယ်လို့ခင်ဗျာ note ထိုးသားတောက်ခွန်းသားကြားတော့မယ်ဆိုလို့ရှိရင် TN တွေအတွက်လုံးဝအချိန်မကောက်ဘူးဆိုရင်ကျွန်တော်ပြောရှင်းတယ်နော်ဒါကျွန်တော်ပြောတာအဲကြောင့်ခင်ဗျားတို့အနေနဲ့လက်ရှိတိုက်ပွဲတွေမှာစိတ်တဆွေးတတိနဲ့နော်မဟာမိတ်ကောပြတော်ဆိုတာတိုက်ဖို့ဖို့လိုအပ်တယ်လို့ကျွန်တော်တို့ championship ဖြစ်တယ်အဲ့ဒီတင်းကိုဘာဖြစ်လို့အကစားကုန်တွေမထုတ်ဘူးလဲကြည်ရည်ကလည်းပြောထားတယ်ဘာပဲစူစူပေါ့နော်သူတို့ပွဲတိုက်မှုရှိပြီမဲ့တို့အဲ့လာလို့ရှိ TN တွေ ဖခါဒီမှာမဟာမိတ်ပိတ္တဝန်ရောက်တိုက်ခိုက်ပြမယ်ဆိုတဲ့အသံထွက်ထားတဲ့အတွက်နဲ့အဲ့ဒီအသံဒီထွက်ထားတဲ့အတွက်နဲ့သူက KA ပါဝင်လာမဆိုးတယ်အဲ့လိုပဲအဲ့ဒီရှင်းပြဖို့မှာရှိတဲ့တချို့ PDL တွေပေါ့နော်မျိုးနေစု PDL တွေဝန်ရောက်တိုက်ခိုက်မှာဆိုးရင်တော့တင်းအမောင်ထားတာဖြစ်တယ်အဲ့ဒီအမောင်ထားဖို့အတွက်ကရင်ပြည်မှာတိုက်ပွဲတွေကြီးကြီးပြင်းထန်နေပါတယ်ရခိုင်ဒေသမှာတိုက်ပွဲတွေကြီးကြီးပြင်းထန်နေပါဆိုတော့ရခိုင်ဒေသမှာကြောက်ထုတ်တစ်ခုပဲရှိတိုက်ပွဲဖြစ်နေတာဟမ်ကရင်ဒေသမှာအဲ့ဒီမီလိုရှိပါရှိမီလိုစခန်းတွေကိုပဲ အကင်းယူနေအပေါ်ပါလေလို့ပုံသိနေတာဘာမှချစ်ချစ်ချစ်မချစ်ဘူးမင်းရဲ့အုတ်ဒီအုတ်စီရစစ်ကြောင်းနဲ့ဘွားပြတ်သွားပြီနော်စကားစားရတဲ့တော့နိုင်ငံတော်အစစ်ဒီအုတ်စီရစစ်ကြောင်းကြီးလည်းဘွားပြတ်သွားပြီအထွတ်တော်တိုင်းမှာဘာမှလုပ်လို့မရတော့ဘူးစအစားကိုပြောက်သွားတာအလင်းဝင်တဲ့ကောင်နဲ့သေတဲ့ကောင်နဲ့ပြည့်တဲ့ကောင်နဲ့ပြီးတော့ဇလဲနော်တကယ်ဒီနေရာမှာကျွန်တော်ပြောပြချင်တယ်ဆိုတော့ဒီကမ္ဘာနိုင်ငံရေးဇက်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်ဒိုနေထရက်ရဲ့အကြံစင်ကတော်တော်ကြီးပါတယ်နော်တော်တော်ကြီးတယ် တစ်ချက်ခုံးသုံးချက်ဖြုတ်လို့လုပ်တာဘောလေထွန်းကအဲ့လိုပဲအစ္စရေးကလည်းဒေါ်နဲ့ဒီအမေရိကန်ရဲ့နော်အမေရိကန်ကုန်စုံတွေရဲ့ဒီအာမခန့်ချက်မရပြီနဲ့ဘေးနိုင်ငံကတော်တော်လည်းမလုပ်ဘူးသူကိုယ်တိုင်လည်းသူတို့ကိုယ်တိုင်လည်းသိတယ်သူတို့ရဲ့အင်အားဘလောက်ဝင်သူတို့ကစီးရဲမှာဘလောက်ဝင်တော်တော်ဘလောက်ဝင်ဖြစ်ဖြစ်သူတို့အင်အားအရင်ငေးအသိငေးတဲ့အင်အားဖြစ်တယ်အဲ့တော့သူတို့နောက်မှတကယ်သူတို့ကိုပြန်ပြီးအားပေးမဲ့ကြည့်မာတဲ့ဘက်ကောက်ရှိဖို့လိုတယ်ဆိုသူတို့သိတဲ့အတွက်နဲ့အဲ့ဒီဘက်ကောက်ကိုအရင်ရောက်ယူတယ်နော်ဘက်ကောက်ဆရာရပြီဆိုမှသူတို့ဟာအဲ့ဒီသူတို့လုံးဝနေရာကို တစ်ဆိုင်ဖက်မဲ့လောက်တော့ကျွန်တော်တွေးရတယ်အခုအဲ့လိုပဲ Iran မလုပ်တော့ဘူးလုပ်ရမယ့်ရှိမှလည်းဟလာအမေရိကန်တွေးဆောင်ဆွေးနေတယ်အမေရိကန်ကနဲ့ဟလာ conference ရတော့လို့ရှိမှအားလုံး CCP မှဟလာတလားနှလားလောက်တွေးဆောင်လုပ်ပြီးခါမှတိုက်တော့ဝဲတပည့်အလိုမှာအမေရိကန်ကတည်င်းထုတ်ပြတာဖြစ်တယ် Iran အနေနဲ့တတိထားဖို့လိုတယ် Israel ကတော့မင်းတို့တိုက်ခွင့် ready ဖြစ်နေပြီအဲ့ဒီအချိန်မှာအမေရိကန်ကဒီ Israel ကိုကွေဖို့အတွက်နော် ဒီအခြေအလေးဘက်မှာရှိတဲ့နေရာတွေကိုသူတို့စစ်သိမ်းဖို့လေသူစီလွဲပြီးရင်အဲ့လို ready ဖြစ်သွားပြီးပြီအခြားနိုင်ငံတွေဝင်ရောက်လာရှိကုကန်ကောက်ွေးဖို့အဲ့လို ready လုပ်ထားပြီးပြီပြီးမှ Syria area ပေါ့ကျွမ်းလား Iran ကျွမ်းလေးရှိမှာ Iran ကလာလေကြောင်းအင်အားအကြီးကျယ်သုံးပြီးရင်ဟလာ Israel ရဲ့ဒီ Iran ရဲ့အဓိကအရေးပါအရာရောက်တဲ့ Nuclear နဲ့ပတ်သက်တဲ့ဟာတွေစီးနေတဲ့ပတ်သက်တဲ့ဟာတွေကိုထိတိုက်ထားဖို့ဖြစ်တာဖြစ်ဖြစ်တဲ့အတွက်နဲ့ အီရန်နိုင်ငံမှာရှိတဲ့ရာအီရန်နိုင်ငံမှာရှိတဲ့ရုရှားလို့မနော်ဒီလေကြောင်းရင်ကကွေကြီးတွေကဘာကြောင့်အလုံးမလုပ်တာလဲကျွန်တော်စဉ်းစားစရာချက်ရှိတယ်။အစ်စရီလေလေတွေကကောင်းလို့လားသူမဟုတ်တော့ဒီလေရင်ပိုင်လို့လေရင်မှုပေါ့နော်ပိုင်လို့တွေကပြဲကျွမ်းကျင်လို့လားဘာကြောင့်လဲသူမဟုတ်ရာအစ်စရီဒီရုရှားထုတ်ဒီလေကြောင်းရင်ကကွေကြီးကဆောက်ထုတ်မချလို့လားအီရန်ရဲ့ဂုဏ်ခံရမှာ အစ္စရေလတွေကနေစင်ရဲ့ဆက်လှုပ်ရှားနေဘယ်လိုပြေချာလို့မရဘူးနော်ဘယ်လိုပြေချာလို့မရဘူးတည်မတည်လေးတွေထုတ်ပြီးဟုတ်လားဒီအိန္ဒိယနဲ့ပါကစ္စတန်ကိစ္စမှာထွက်တဲ့တည်မတည်လေးတွေကိုတော့ AI နဲ့လှုပ်ပြီးထွက်ထွက်တော့တွေးဖူးပါတယ်သူများတွေလည်းပြောတာကြောက်ဖူးပါတယ်တကယ်တည်းမှာအခုချိန်ဒီအစ္စရေလတွေကိုပြေချာလို့ရတဲ့အတိုက်အတာမရှိသေးဘူးအစ္စရေလအစ္စရေလတွေဟာအီရန်နိုင်ငံအကောင့်ပြင်ထဲမှာစိတ်ချိုက်မွေနောက်ပြီးစိတ်ချိုက်ပြင်းတော့တွေ့ရတယ် လင်းရင်ပဲကောင်းတာလားပိုင်လောဘက်ဒေါ်လာလားဘာလို့တော့ကျွန်တော်ရှာမသိဘူးစုံချုံလေးနာမှုကတစ်ဖက်စလုံးမှာရှိတယ်တစ်ဖက်စလုံးမှာရှိပြီးမှဒီ x ray ဘက်တည်ဆုံမှုကတော့ဒီ၁၀ခန်းပေါ့ဗျာ၁၀၂၀၃၀ပေါင်းချင်ရှိမယ်ဥရဖက်ကတည်ဆုံမှုကတော့ညာခန်းရှိတရားနေရာတွေဝန်းကျင်တော့ရှိမယ်နော်အဲ့တော့အခုဆိုရင်ဘာလဲဖြစ်တော့တော်နေထွန်းကအဲ့ဒီ G7 switch ဒီအစီဘက်နေပြန်လာတယ်လက်မထုပ်ဟိုဟာတွေမထိုးခေးပေးတော့ဗောနော်ပြန်လာပြီးရင်ပြန်လာတဲ့ချိန်မှာဒီဒီတော်နေထွန်းနဲ့ပတ်သက်တဲ့နော်မိချ်နဲ့မိခွန်းတွေကိုဒီတော်နေထွန်းရဲ့ဒီဟိုဟာပေါ့ အနိကကြံပိတွေကဖြေသွားတာကိုကြည့်ရမယ်ဆိုလို့ရှိရင် Iran ကိုတိုက်ဖို့အတွက်ဒေါ်လာထက်အလုံးဝဆုံးဖြတ်ထားဖို့ကြားတယ်ကျွန်တော်အမြင်ပါဘောနော်ဒါကြောင့်လဲခါမင်းဒီကိုမင်းကိုဘယ်မှာရှိလဲမင်းကိုအရှင်မြတ်လုံးကြပါလို့ရတယ်ဆိုတဲ့စကားကိုထပ်ထားတာဖြစ်တယ်အဲ့လိုပဲအလုံးစုံလက်နဲ့ရှားရမယ်ဆိုတဲ့စကားတွေကိုဒေါ်လာထက်ကကိုတုံးတာတစ်ချိန်သုံးချိန်တော့မကရှိတော့ဘူးအဲ့ဒီတော့လိုအပ်လာလို့ရှိရင်အမေရိကန်ကနေပြီး Iran နိုင်ငံကအလုံးစုံဝင်ရောက်တိုက်ခိုက်ဖို့ပုံစံမျိုးတွေကိုကျွန်တော်မြင်ရတယ်ဘာဖြစ်လို့လဲလဲ လက်ရှိဒီတော်လိုင်းတဲလို့ခေါ်မလားဘာလို့အီရန်မှာရှိတဲ့လက်ရှိတဲဒီဟာလဲအချိန်ကအီရန်ဘရင်ကိုချုပ်ချပြီးသူတို့ကအာနာယူခေတာအာနာယူတဲ့ပြောဘာသာရေးကိုအုံချပြီးအဲ့ဘာသာရေးအရာနော်ဒီအီရန်နိုင်ငံကိုထိချိုးလိုက်တာဖြစ်တယ်နော်ထင်ချိုးလိုက်တဲ့ချိန်မှာအီရန်နိုင်ငံမှာနေတဲ့ဒီခရီးယန်တွေရောအခါရှာဘာသာချတွေကိုရောဖိနှိပ်တာတော့ကျွန်တော်တရားနိုင်ငံလောက်ခဲ့အတွက်နဲ့သူတို့ရဲ့နာကျင်ချက်တွေရှိတယ် ဒါကြောင့်လည်းအီရန်ကိုအစ်စရတိုက်တဲ့ချိန်မှာတချို့အမေရိကန်ရောက်နေတဲ့အီရန်တွေအခြားနေရာရောက်နေပြီးပျော်ပျော်ရတယ်အဲ့လိုပဲအမေရိကန်မှာရောက်ပြီးနေထိုင်နေတဲ့နော်အာနာသင်းခံရတဲ့ဒီပြင်ရတာအင်ရှင်မင်းသားပေါ့ဗျာအဲ့ကောင်ဆိုရင်လည်းအခုဆိုလို့ရှိရင်သူရဲ့လူမျိုးကွန်ရက်ကတစ်ဆင့်သူတို့နိုင်ငံသားတွေကိုတောက်ခံထားဖို့မကြိုက်ခင်တော့မင်းတို့ကလည်းငါမင်းတို့တည်းသေးတဲ့ရက်တည်နေတယ်ဆိုတော့အသုံးနှုတ်ကိုသုံးလာတဲ့ချိန်ဆိုရင်လက်ရှိချိန်မှာယူရန်နိုင်ငံမှာရှိနေတဲ့လက်ရှိအစိုးရအတဲကိုဖြုတ်ချဖို့တော့အဆင်သင့်ဖြစ်နေဘူးလို့ကျွန်တော်ကတော့ယူဆတာပါတော့ အဲ့ဒီဟာဖြိုးချယူမှာလက်ရှိအမေရိကန်မှာနေထိုင်တဲ့เนาะဒီအရင်အီရန်ဘရင်ရဲ့တောက်ကိုတင်ပြီးအီရန်ဘရင်တောက်ကလည်းပြောရတယ်ဘရင်ရဲ့ sneak state တော့မလုပ်တော့ဘူးဒါပေမဲ့ဟုတ်လားနိုင်ငံမှာစစ်မှန်တဲ့ဒီတဲ့ quiz food နဲ့တိဆောက်တော့မယ်ဆိုတဲ့ဒီကိုထုတ်ပြန်ထားတာတွေ့ရတွေ့နေတနေ့နေ့တချင်ဒီမှာအီရန်ဟာပြုပြင်ပြောင်းလဲတစ်ခုဖြစ်လာမယ်ဆိုတော့ကျွန်တော်မျှော်လင့်တယ်အဲ့ပြုပြင်ပြောင်းလဲရေးအတွက်အဓိကကြိုးကြိမ်မဲ့လူတွေကလည်းဒီအမေရိကန်နဲ့ဣသရေလနိုင်ငံမျိုးတွေကအဓိက ထိန်ချုပ်ပြီးခဲ့တော့မှာကြောင့်မြင်တယ်။ဒါပြောလဲအီရန်ရဲ့အခုလက်ရှိအင်ရှင်မင်းသားစုလို့ခေါ်ရတာအမေရိကန်မနေတဲ့သူကလည်းဒီ X-ray ဝင်ကြီးချုပ်တဲ့အကြောင်းရင်းနှီးတာကြောင့်တွေ့ရတယ်။ဒါလေးဒီကတော့ကျွန်တော်သိပြီးအကြောင်းလက်ရှိဒီကျွန်တော်တို့ဒီလူမှုစာမျက်နှာရောစာမျက်နှာပေါ်တော့ Facebook ရောမှာဒီ YouTube ရောမှာတော့ကျွန်တော်တွေ့ရပါတယ်။အီရန်ကိုထောက်ခံတဲ့လူတွေ Facebook ဒီ X-ray ကိုထောက်ခံလူတွေအီရန်တော့ကျွန်တော်လည်းအဲ့လိုပဲဟိုလာကိုမြန်မာနိုင်ငံမှာဟိုလာကိုကိုထောက်ခံတဲ့အဖွဲ့အစည်းဆိုလို့ရှိရင် Nice Station ပါပဲ။ ရှုံးရည်လည်းကျွန်တော်ကဟုတ်လား nationalization တာပဲအခုအဲ့လိုပါပဲ area နဲ့ ASU ထောက်ခံလူတွေကလည်းသူတို့ထောက်ခံတဲ့လူတွေကို nationalization တာပဲအပြတ်ဒီနေ့ကခေါ်ချက်တစ်ခုကပါလဲဆိုတော့ ASU ကိုထောက်ခံတဲ့လူတွေမှာနော်လူမျိုးစုံပါတယ်လူမျိုးစုံဘာသာစုံပါတယ်သို့တော်လည်း Iran ကိုထောက်ခံတဲ့လူတော်တော်များများကမွတ်စလင်တွေဘာသာမွတ်စလင်ဘာသာဝင်ဖြစ်တော့တွေ့ရတယ်ဒါတချို့ကခေါ်ချက်ဖြစ်တယ်အဲကြောင့်လူမျိုးစုံပါတဲ့ထောက်ခံခြင်းနဲ့ လူမျိုးတစ်ခုတည်းကဘာသာတစ်ခုတည်းထောက်ခံနေတဲ့ထောက်ခံချက်နဲ့တွဲလိုက်မယ်ဆိုလို့ရှိရင်လူမျိုးစုံပါပြီးထောက်ခံတဲ့အဖွဲ့အစည်းတစ်ခုပို့ပြီးရင်အော်မြင်မှုရတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဒါကကျွန်တော်ကလမ်းကြောင်ကိုပြောပြတာပါနော်အဲ့တော့ကဲဒီနေ့မှာအဆုံးသတ်လိုက်မယ်ဘာပြောရှင်လဲဆိုတော့လက်ရှိမြန်မာနိုင်ငံမှာမင်းအောင်နိုင်တို့လည်းအဲ့လိုပါပဲအီရန်လိုပဲအကြက်တိတွေဖြစ်နေတယ်ကမ္ဘာနိုင်ငံတွေကမြန်မာနိုင်ငံမှာချီတွန်လိုင်းအဖွဲ့ကိုဟုတ်လားဖိအားပေးစားမလို့ဒီနောက်ကနေပြပိုင်မှုပေးစားမလို့ဘင်းနဲ့မြန်မာနိုင်ငံထိမှာရှိတဲ့တော်နေအဖွဲ့တွေကိုမြန်မာနိုင်ငံသားတွေက ကိုကြီးပဲပူမှုနဲ့လက်ရှိမြန်မာနိုင်ငံကိုမတရားအုပ်ချုပ်ထားတဲ့အာဏာရှင်နဲ့အုပ်ချုပ်နေတဲ့မင်းအော်လဲအုပ်စုပါလဲအခုချိန်မှာဘာလို့လို့ဘာကြောင်မသိတဲ့အခက်ခဲတွေကိုဖြစ်နေတာကိုကျွန်တော်ကြုံတွေ့ရတယ်ဒါဒီကလည်းကိုလိုခိတဲ့အတွက်ကိုပြန်ခံစားရလို့ပဲယူဆမှာဖြစ်တယ်ကျွန်တော်ဘုလိုဘာသာယူမှလားရဖို့နော်အဲကြောင့်ဒီတော်လိုင်းဆက်လက်အောင်မြင်ဖို့အတွက်ပြပူပေးတဲ့သူများကိုကြီးနေသူများလက်ရှိတိုက်ပွဲဝင်တဲ့သူများအားလုံးဘေးရန်ကင်းစွာနဲ့ အောင်မြင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်ရောက်ပါပြီဒီနေ့